အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့မတ်လ27ရက်နေ့တတိယမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေထဲကနေပြီးတော့ပထမဆုံးကျွန်တော်ဒီကချင်တဲ့အကြောင်းအရာကတော့ရှမ်းမြောက်လာရှုကနေပြီးတော့မထွက်ခေါ်ဖို့ MND ကနေပြီးတော့မြို့ခံတွေကနေပြီးတော့ဆန္ဒပြတယ်ဆိုတဲ့ဟာကိုဒီနေ့တတိယမီဒီယာမှာတွေ့ရတယ်ဆိုတော့ဘာဖြစ်လို့ဆန္ဒပြလဲဆိုလို့ရှိရင်တော့ရှမ်းမြောက်ကနေပြီးတော့သူတို့ဆုတ်ပေးဖို့အတွက်မအားလာနဲ့အမှတ်ထိုးဖို့အစီအစဉ်တွေအခုပြန်ပြီးတော့တရုတ်ကနေပြီးတော့ စစ်စဆွနေတယ်နော်စစ်စခေါ်ပြီးဆွနေတယ်အတွေ့အကြုံဖို့ရှိတယ်အဲ့ဒါကြောင့်တကယ်တမ်းအဲ့ဒီမှာလက်မှတ်ထိုးတဲ့အခါကျလို့ရှိရင်မထိုးဖို့နော်လာရှုပ်ကနေပြီးတော့မဆုတ်ခွာဖို့ဆိုတဲ့ဟာကိုနေပြီးတော့ဒီနေ့အဲ့ဒီလာရှုပ်မြို့ခံတွေကနေပြီးတော့ဆန္ဒပြတယ်ဆိုတဲ့ဟာကိုဒီနေ့တတိမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကမကွေးတိုင်းရေစကြုံမြို့နေမှာရှိတဲ့မိုးကွေးရွာမှာဆိုလို့ချင်းစစ်ကြောင်းထိုးလာတယ်အဲ့ဒါကိုနေပြီးတော့စကစကပြည်သူရောက်ပေါက်90ကို ဖမ်းဆီးပြီးတော့ခေါ်ဆောင်သွားတယ်ဆိုတဲ့ဟာကိုလေဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရတယ်။နောက်တစ်ခုကဖလန်းမြို့။နော်ဖလန်းမြို့မှာဆိုလို့ရှိရင်တော့မြို့တင်တိုက်ပွဲတွေသူတို့လုပ်တယ်။မြို့တင်တိုက်ပွဲတွေလုပ်တဲ့ခါကျတော့အဲ့ဒီမှာတိုင်ရင်မူနော်ဒုပိုမူကြီးဝီလင်းထုံးကနေပြီးတော့အဲ့ဒီမှာဆုံသွားတယ်။ပြီးလို့ရှိရင်တော့ဒုတိုင်ရင်မူအောင်တီဟာဆိုတဲ့လူလည်းအဲ့ဒီမှာဆုံသွားတယ်။အဲ့ဒီပြတော့တိုင်ရင်မူနဲ့ဒုတိုင်ရင်မူနှစ်ယောက်စလုံးအဲ့ဒီမှာတည်သွားပြီးမသဖြစ်သွားပြီနော်။ဆိုတော့အဲ့ဒါကိုနော်သူတို့က ဒီအလောင်းကိုပြန်မရဘူးပြန်မရဘဲနဲ့အဲ့ဒီမှာသူတို့ရဲ့နိုင်ရေးကိုလုတ်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့သတင်းမီဒီယာတွေမှာတွေ့မှဖြစ်တယ်နောက်တစ်ခုကပုဂိုးတိုင်းစစ်ကွင်မြို့မှာဆိုလို့ရှိရင်အုတ်တွင်ကျေးရွာအနီးမှာရန်ကုန်ပြည်လမ်းပေါ့နော်ရန်ကုန်ပြည်လမ်းမှာဆိုလို့ရှိရင်တော့အဲ့ဒီမှာစစ်ကွင်ဒါဆုံခေကိုနေပြီးတော့ဝင်ပြီးတော့တိုက်တယ်အဲ့ဒီခါကျတော့အဲ့ဒီမှာမလာဖက်က အယောက်၈ယောက်တင်သွားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်။နောက်တစ်ခုကမာလာကိုလက်နက်ရောက်တဲ့အိန္ဒိယကုမ္ပဏီเนาะအိန္ဒိယကုမ္ပဏီကနေပြီးတော့ Sweden ကနေပြီးတော့အရေးယူလိုက်တယ်။ဆိုတော့အိန္ဒိယနိုင်ငံကရောက်တဲ့ကုမ္ပဏီကလက်နက်ဆဲယုံပေါ့နော်လက်နက်ကုမ္ပဏီက BEL เนาะ BEL တူကောင်းတဲ့ BEL ဆိုတော့အဲ့ဒီကုမ္ပဏီကနေပြီးတော့ဒီ Sweden မှာရှိတဲ့ကုမ္ပဏီရဲ့ယင်းနေမြောက်နဲ့ထားတဲ့ ပြင်ဆင်ရန်ပုံကိုဖွင့်လာနေပြီးတော့သူတို့ကစီးရင်ကိုထုတ်လိုက်တယ်ထုတ်လိုက်ပြီးမှသူတို့ကိုတော့တန်ခတ်ပိတ်ဆို့လေဆိုတဲ့ဟာကိုဒီနေ့တတိယမီဒီယာမှာတွေ့ရတယ်အဲ့ဒါကဒီအိန္ဒိယကမာလာကိုရောင်းတဲ့ဒီလက်နဲ့ရောင်းတဲ့ company ပေါ့နော်လက်နဲ့ရောင်းတဲ့ company နောက်တစ်ခုကထိုင်းနယ်စပ်မှာဆိုလို့ရှိရင်တော့ရွှေကုတ်ကိုကေကေပါအဲ့ဒီနေရာဒီမှာဆိုလို့ရှိရင်ကြားဖြတ်နေနေရတဲ့ကိုအကြီးအကျယ်လုပ်တယ်ဆိုတော့အယောက်ပေါင်း9000ကျော်ကိုနေပြီးတော့ဖမ်းဆီးပြီးတော့ပို့ထတာရှိတယ်ဆိုတော့ဖမ်းဆီးပြီးတော့အခုပို့ပို့လုပ်နေစေလိမ့်ရှိတယ်ဒါပေမဲ့အဲ့ဒီမှာသိန်းနဲ့ချီပြီးတော့ နော်ထပ်ပြီးတော့အလုတ်လေးပတ်နေတော့မယ်ဆိုတဲ့ဟာကိုဒီနေ့တတိမီဒီယာနေမှာတွေ့ရမှာဖြစ်တယ်ဆိုတော့အတိတ်ပြရတော့ KK ဖမှာဘလောက်ထိနော် time pack ကလူတွေဘလောက်ထိပါဝင်ပတ်သက်မှုရှိတယ်လဲအကြီးတွေပါဝင်ပတ်သက်မှုဘလောက်ရှိတယ်လဲမာလာဖက်ကပါဝင်ပတ်သက်မှုဘလောက်ရှိတယ်လဲအဲ့ဒီပြတော့မာလာရဲ့အဲ့ဒီမှာဒီမုတ်ချစ်သူရဲ့တစ်ခုကကျွန်တော်တို့ဒီနေ့ထက်ထိဒီကြဖြန့်လုံငတ်ကိုနင်းနေပေါ့တော့မလုတ်တဲ့အဖွဲ့အဖွဲ့ရှိတယ်နော်အဲ့ဒါကဘာလို့ဆိုလို့ရှိရင်နော် KNU KNU လဲလုံးဝ နှုံးနေတဲ့တုန်းကလုံးဝမလုပ်ဘူးအဲ့ဒီပြရတော့ဈာပြနေနေရမှာသူတို့လုံးဝပေါင်တက်တက်မှုမရှိဘူးနော်တတိယမှာလုံးဝတက်လာမှတွေ့ရအောင်နော်ဆိုတော့အဲ့လိုမျိုးအခြေအနေအကြောင်းအခုကဆိုလို့ရှိရင်အဲ့ဒီဈာပြကိုနေနေဘုကတော်တော်ကိုခက်နေတယ်ဘာလို့ဆိုတော့အဲ့ဒီမှာတကက်အကြီးစားခေါင်းဆောင်တွေပါဝင်နေတဲ့အခါကျတော့နော်လူသိမ့်နေချီပြီးတော့ဆက်လက်ပြီးတော့ဒီ company ဒီဈာပြလုပ်ငန်းကိုနေပြီးတော့ဆက်လက် run နေလို့ပဲဆိုတဲ့ဟာကိုဒီနေ့တတိယမိဒီယာတွေမှာကျွန်တော်တို့ပေါ်ပြထားတာကိုတွေ့ရမှာဖြစ်တယ် ောက်ခုကမကွေးထီလင်းမြို့နယ်မှာရှိတဲ့အလဲပဲကျောင်းကျေးရွာမှာဆိုလို့ရှိရင်တော့အဲ့ဒီမှာစက္ကစကပုံကျဲတယ်เนาะလျင်ပြတဲ့ပုံကျဲတယ်ကျဲတဲ့ခါကျတော့အဲ့ဒီမှာကလေးညောင်ပါဝင် နော်ခလေးနှစ်ယောက်ကတော့တည်သွားတယ်နော်အဲ့ဒီနှစ်ယောက်အပါအဝင်တန်ရရရှိတယ်လို့ကတော့28ယောက်တန်ရရရှိတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကဒီမကွေးတိုင်းမကွေးတိုင်းကိုဒီ MOD မှုရဲ့စစ်တေတာအမှတ်1လို့သူတို့သတ်မှတ်ထားတယ်ဆိုတော့အဲ့ဒီမှာဆိုလို့ရှိရင်တော့ KNY ကနေပြီးတော့ဥဆောင်တယ်နော်ဥဆောင်တယ်ကျွန်တော်တို့ Guard တို့လို့ခေါ်တဲ့ဒီ KNY ရဲ့တကယ်အကြီးအကဲတယောက်ကနေပြီးတော့သူကဆုံးသွားပါပြီနော်သူဆုံးသွားပြီဆိုတော့ သူဆောင်ခဲ့တယ်เนาะတကယ်เนาะစေမုံအနေနဲ့သူတို့ဥဆောင်တယ်ဥဆောင်ပြီးမှတခါသူတေဆုံးပြီးတဲ့နောက်ပိုင်းမှာထိုက်ပြီးတော့သူတို့ကပြန်ပြီးတော့ KN ရနေပြီးတော့ဥဆောင်တယ်ဆိုတော့အခုက KN ရဲ့ပฏิပက္ခကဘာဖြစ်လာလဲဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီ TNL နဲ့အကြီးအကျယ်เนาะပฏิပက္ခတွေဖြစ်တယ်ဖြစ်တဲ့အခါကျတော့ခုနေ့အလံဝေးတယ်เนาะအလံဝေးတယ်ဆိုတော့အခုက AA ကိုလွှဲပစ်လိုက်တယ်ဆိုတော့ဒီတင်းကိုပြောတာကျွန်တော်ဟိုးအရင်တော့ကျွန်တော်တလားနှစ်လားကလေးကနေဒီတင်းကိုကျွန်တော်ပြောတယ်เนาะ KN ရဲ့စခန်းတစ်ခုကိုနေပြီးတော့ ဒီ TNL ကတင်ဖိုက်လိုက်တဲ့အချိန်မှာကျွန်တော်တခါပြောဖို့တယ်နော်ဆိုတော့အခုကတည်င်းကြည့်လေမှာပေါ်ပြနေပြီဆိုတော့အဲ့ဒါကိုနေပြီးတော့မခွေးတိုင်းစစ်ဒတာတစ်ကိုနေပြီးတော့ A ကိုခွေးလိုက်တယ်ဆိုတဲ့ဟာကိုဒီနေ့တည်င်းကြည့်တယ်မှာပေါ်ပြထတာကိုတွေ့ရတယ်ဆိုတော့ခင်ရတော့ဟိုဖက်မှာတာမယူတော့မယ်ဒီဖက်ကနည်းနည်းအလန်းဝေးတယ်ဒီဖက်မှာ A ကျတော့တော်တော်ကိုအလန်းနီးသွားတယ်ပါဆိုတော့ရခိုင်ပြည်တပြည်လုံးလို့သူကတင်ထပြီးသားဖြစ်တဲ့ခါကျတော့အခုက A ကမခွေးရပုဂိုးရ AOD ရနောက်သုံးခုကိုထပ်တော့ဝင်လာတဲ့ခါကျတော့သူ့အတွက်ကတော့တကယ် ကောင်းဆုံးနော်တောင်းလို့လွှဲပြောင်းယူနိုင်ဖို့အတွက်အကောင်းဆုံးအချိန်ဖြစ်တဲ့ခါကျတော့သူကအဲ့ဒါကိုနေမတော့ယူတယ်ဆိုတော့ကပ္ပစတွေအများကြီးရှိတဲ့နေရာလေးဖြစ်တဲ့ခါကျတော့အဲ့ဒီမှာဟောရခေါက်ကဒီ AR ဒီထိုင်းကလည်းပေါ်ပြပြသားဖြစ်တယ်နော်ဆိုတော့ဒီ PDF ကဒီဖက်မှာဆင်းလာတယ်ဆိုတဲ့ဟာကို AR ဒီတိုင်းကလည်းဗီဒီယိုနဲ့ပေါ်ပြပြသားဖြစ်တယ်ဆိုတဲ့ခါကျတော့နော်အခုက ဒီမခွေးတိုင်းကနေပြီးတော့အေးကိုလွှဲလိုက်တယ်ဆိုတဲ့ဟာကိုတတင်းကြီးတွေမှာဖော်ပြထားတာကိုတွေ့ရမှာဖြစ်တယ်။နောက်တစ်ခုကလက်ဖက်ချောက်။နော်လက်ဖက်ချောက်ဟာဆိုလို့ရှိရင်ဒီနေ့ဝယ်ခံလိုက်ရတယ်နော်ဝယ်ခံလိုက်ရတယ်။ဘာဖြစ်ဆိုတော့ဒီစေမုထဥပဒေနဲ့ငွေတွေကိုဖမ်းတယ်။နောက်ဖမ်းတဲ့ခါကျတော့အဲ့ဒီအုပ်ကြီးတွေကတော်တော်ကိုချမ်းသာသွားတယ်နော်။အခုမှသူတို့သိတယ်ဆိုတော့လေနော်တော်တော်ကိုနောက်ကျတယ်နောက်နောက်ကျတယ်။သိတယ်ဆိုရင်လည်းဘာမှလုပ်တာတော့မဟုတ်ဘူး။ဒါပေမဲ့သိတယ်ဝန်ခံတာပေါ့နော်ဝန်ခံတယ်။ဆိုတော့စေမုထဥပဒေမှာအုပ်ကြီးတွေကနေပြီးတော့ငွေညှစ်တယ် နော်စားတယ်ဆိုတော့အုတ်ကြီးတစ်ခုတည်းကိုအပြစ်တင်လို့လည်းမရဘူးမြန်မာနိုင်ငံရဲ့အကျင့်ကနော်ပြည်သူလူထုလက်ဒီလိုပဲเนาะပြည်သူလူထုတွေလက်ဒီလိုပဲကိုသားသမီးမပါရဲ့အတွက်ကိုအုံကြီးကမတောင်းရင်လည်းသူတို့ကပေးတာเนาะအဲ့လိုမျိုးအချင်းရှိတယ်မြန်မာနိုင်ငံမှာအလုပ်တစ်ခုခုလုပ်ပေးပြီဆိုလို့ရှိရင်တော့အသာလေးလက်ထက်မှာပတ်စံရှိပတ်စံထည့်တယ်ထည့်ပြီးမှသွားလာတဲ့အချိန်မှာအဒီလက်ကလေးကိုအဲ့လိုမျိုးပေးလိုက်တယ်เนาะလှုပ်ဝက်ပေးတဲ့ဟာတွေကအချင်းရှိတယ်เนาะအုံကြီးတွေမတောင်းရင်လည်းအဲ့ဒီပြည်သူလူထုတွေရဲ့အချင်းမှာအလိုပဲเนาะအလိုပဲ ဆိုတော့အခုမြန်မာနိုင်ငံကလူတွေဒီမှာရောက်တဲ့လူတွေလည်းဒီလိုပဲเนาะအလုံးတစ်ခုခုကိုလုံးလို့เนาะတစ်ခုခုလုံးပေးတယ်ဆိုလို့ရှိရင်သူတို့ကိုပတ်စံနေနေပို့ပေးတာတို့လက်ဖက်ရည်ပို့ပေးတာတို့စသဖြင့်ဒီနိုင်ငံမှာလည်းအခုနိုင်ငံကြီးတွေမှာရောက်ရင်လည်းဒီလိုပဲဒီအချင်းကဒီတိုင်းပဲရှိသေးတယ်ဆိုတော့အုတ်ကြီးတစ်ခုတည်းကိုအပြစ်တင်တော့မရဘူးမြန်မာနိုင်ငံရဲ့အခြေအနေကเนาะဆိုတော့အုတ်ကြီးတွေကဆိုလို့ရှိရင်တော်တော်ပတ်စံချမ်းသာသွားတယ်ဘာလို့ဆိုတော့သူတို့သားသမီးတွေမှာပါရဲ့အတွက်နော်အဲ့ဒီမှာပတ်စံတွေထိုးရတယ်သူတို့ကောနော်ဆိုတော့အဲ့ဒါကအုတ်ကြီးကနေပြီးတော့ တောင်းလို့အခုကတော့အုတ်ကြီးကတော့သူတို့သတ်မှတ်ထားတာကဘလောက်ဘလောက်ထိတော့မှသတ်မှတ်ထားတာပေါ့နော်တဘောမှာ50ဆိုတော့50 100ဆိုတော့100ဆိုတော့ဒါပေမဲ့မိဘတွေပေးတာကတော့အဲ့လောက်ပေးချင်မှလည်းပေးမယ်နော်ဆိုတော့အဲ့ဒီမှာသူတို့တက်နိုင်တဲ့လောက်ပေါ့သိနေချီပြီးတော့ရှိတဲ့လူကသိနေချီပြီးတော့ပေးတယ်တောင်းနေချီပြီးတော့ပေးနိုင်တဲ့လူကတောင်းနေချီပြီးတော့ပေးပါမယ်သူတို့ရဲ့ဆန္ဒအရဆိုလို့ရှိရင်တော့အခုကအုတ်ကြီးတော့အဲ့လိုမျိုးမဟုတ်တော့ဘူးနော်တကယ်ငွေကြီးကိုတော့သတ်မှတ်ပြီးတော့တောင်းတော့တာနော်50 100 100 150စသဖြင့်ဆိုတော့အဲ့လိုမျိုးငွေက တော်တော်ကိုလွယ်လွယ်ကူကူနဲ့ရတဲ့အခါကျတော့အုတ်ကြီးတွေကတော့တိုက်တွေဒါတွေကားတွေနဲ့ဖြစ်ကုန်တယ်နော်အခုမှလက်ဖက်ချက်စိုးဝင်းကနေပြီးတော့နော်ငွေချင်းမတမာမှုတွေရှိနေတယ်ဆိုတဲ့ဟာကိုလက်ဖက်ချက်စိုးဝင်းကနော်ဒုက္ခချုပ်စိုးဝင်းကနေပြီးတော့ဝန်ခံတယ်ဆိုတဲ့ဟာကိုဒီနေ့သတင်းမီဒီယာတွေမှာပေါ်ပြထားတာကိုတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကရှမ်းမြောက် မိုးမိတ်ခရိုင်ကနေပြီးတော့လေကြီးရွာအုပ်စုမှဆိုလို့ရှိရင် KNS ခန်းတစ်ခုကို TNL နဲ့ပူးပေါင်းလို့ဖွဲ့တဲ့ကအင်အားညာနဲ့ဝင်စီးတယ် PDF တွေကိုလည်းဒီဘောတစ်ခေါက်ကမနေ့ကကျွန်တော်တင်ပြပေးတာဖြစ်တယ်ကိုခိုင်မှသူတို့ဖမ်းတယ်เนาะအဲ့ဒီမှာလန်ဒန် KIA အဲ့ဒီမှာ Starling တို့ဘာတို့ငွေတို့ ော့သိမ့်ထောင်နေချီလို့ပါသွားတယ်နော်အဲ့ဒီမှာဖမ်းတယ်ဖမ်းပြီးမှသူတို့ကိုပြန်လွှတ်တယ်ကိုခံရနေပြီးတော့ဆိုတော့အဲ့ဒီမန်တူမှာရောက်တော့ပြန်ပြီးတော့ဖမ်းတယ်အဲ့ဒီ PDF တွေကိုနော်ဆိုတော့အဲ့လိုမျိုးကိုတွေ့ရတယ်မင်းရတဲ့တင်တက်တာအခုဒီနေ့ကလည်းနော်ရှမ်းမြောက်ဒီမိုးမိတ်ခရံမှာရှိတဲ့လေကြီးရောအုပ်စုမှာ KIS ခန်းခုရှိတယ်အဲ့ဒီခန်းကိုနေပြီးတော့နော် TNL ကနေပြီးတော့အင်အားနေရာနဲ့လာပြီးတော့အဲ့ဒီမှာတကယ်အင်အားကိုသုံးပြီးတော့ဒီ task ခန်းကိုသင်ပတ်လိုက်တဲ့ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်ဆိုတော့ KIA နဲ့ဒီ TNL ရဲ့ ပြဿနာကတော့လုံးဝเนาะပြည်လေးပို့အဆင်မရှိတော့ဘူးအခုကတော့เนาะဒီအမှတ်၁စစ်တသားကိုနေပြီးတော့ AA ကိုပေးလိုက်ပြီဆိုတော့เนาะတော်တော် ကို KAA ကတော့ဒီဖက်မှာအယုံဆိုင်ရဆိုတာကိုတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့ KAA ကအလုပ်တစ်ခုကိုလုပ်လို့ရှိရတိတိတတ်လုပ်တတ်တယ်ဆိုတော့ပိုင်မှသူတို့ချလိုက်မယ်เนาะအခုသူတို့လုံနေတယ် ။အဲ့ဒီဟာကိုနေပြီးတော့ဒီကချင်းသတင်းမီဒီယာတွေအဲ့ဒီမှာ lobby တွေရှိတယ်နော် lobby တွေကနေပြီးတော့ကျွန်တော်တို့ပြောတာကိုကြားရတယ်။ဆိုတော့သူတို့ကတော့ပြင်ဆင်နေပြီ။ဆိုတော့ဘယ်နှစ်စပြီးတော့တိုက်မလဲဆိုတာတော့ကျွန်တော်တို့ set လုပ်ဆောင်ရမယ်။ဘာဖြစ်လို့ဆိုတော့ဒီ NL ကထပ်ထပ်ထပ်ပြီးတော့ဒီ KN ရဲ့စစ်သားတွေကိုစခန်းတွေကိုတိုင်းနာကိုကျွန်တော်တို့တွေ့ရတယ်။အဲ့ဒီပြတော့ရန်သူဖြစ်သွားပြီเนาะ။အမှန်တော့သူတို့နှစ်ယောက်ကမဟာမိတ်ဖြစ်တယ်။နော်သူကိုယ်တိုင်က လက်နက်တွေထောက်ပံ့ပေးတဲ့တင်နန်းတွေပေးတဲ့ဘိုးတွေကိုတင်နန်းပေးတဲ့အဒီပတ်စံတွေအများကြီးရင်းနှီးခဲ့တဲ့လက်နက်တွေအများကြီးထောက်ပံ့ပေးတဲ့အဖွဲ့အစည်းတစ်ခုကနေပြီးတော့သူ့ကိုပြန်ပြီးတော့တိုက်တယ်နော်တိုက်တယ်ဆိုတော့နော်သူတို့လက်ခံမှာမဟုတ်ဘူးဆိုတော့ဘေးချင်းပောက်ပွဲမလဲဆိုတဲ့ဟာကိုကျွန်တော်တို့ကြည့်ရမှရှိတယ်ဆိုတော့အခုထပ်ပြီးတော့ဒီကနအလီကနေပြီးတော့စကန်ခုကို KNS စကန်ခုကိုပြန်ပြီးတော့ထပ်ပြီးတော့တင်တယ်အဲ့ဒါ KNS တစ်ခုတည်းမဟုတ်တော့ဘူးအခုနော် PDF ကိုတောင်းမှာ သူတို့ကစပြီးတော့ရန်ရှာတာကိုကျွန်တော်တို့တွေ့ရတယ်เนาะ TNL တွေကဆိုတော့သူကလည်းမကြခင်เนาะမကြခင်ကျွန်တော်တို့ပွေးကြည့်ပွေးကြည့်ခေါင်းလို့သူဆင်နွှဲရလိမ့်မယ်ဆိုတော့ဘလို့ပွေးတွေတွေ့ရမလဲဆိုတဲ့ဟာကိုတော့ကျွန်တော်တို့ငါဆက်တော့ကြည့်အောင်နောက်တစ်ခုကစကိုင်းတိုင်အင်းတော်မြို့နယ်မှာဆိုလို့ရှိရင်စစ်ချောင်းထိုးလာတယ်စစ်ချောင်းထိုးလေးဟာကိုဒီစစ်ချောင်းထိုးတာထက်เนาะဒီစစ်ကူပေးတယ်เนาะစစ်ကူပေးတယ်အဲ့ဒီမှာဒီအရာရှိစစ်သား33ယောက်တည်သွားတယ်เนาะ ဘုံစင်းတဲ့တူကိုအရှင်ဖမ်းမိတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်။နောက်တစ်ခုက USA ကနေပြီးတော့စူချေထုတ်တာ။နောက်စူချေထုတ်တာအဲ့ဒါတရုတ်နိုင်ငံသူတယောက်ပေါင်ချ Emily Yu ကိုနေပြီးတော့ဒီ USA ကစူချေဒေါ်လာတန်းစင်္ဂလာတန်းထုတ်လိုက်တယ်နော်။ဘာဖြစ်လို့လဲဆိုတော့သူကဒီ America ကထုတ်တဲ့ဒုံဒုံကိုနေပြီးတော့ Iran ကိုဖွားပြီးတော့မှုခုရောင်းတယ်။အဲစသဖြင့်ဒီအကြောင်းအရာတွေနဲ့သူ့ကိုအလိုရှိတယ်။အဲ့လိုရှိတဲ့ USA ကစူချေထုတ်နေတယ်နော်။ထုတ်နေတယ်။ဆိုတော့ အဲ့ဒီမှာကျွန်တော်တို့ဒေါ်လာ5တန်းနော်5တန်းထုတ်တယ်ဆိုတဲ့ဟာကိုဒီနေ့တတိမီဒီယာမှာတွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ဒီနေ့မှာဖြစ်ဖြစ်တဲ့အရာတစ်ခုရှိတယ်နော်ဖြစ်ဖြစ်တဲ့အရာတစ်ခုကတော့ကျွန်တော်တို့ဒီဒီဖကန်မှာညော်ရေပေါက်ပြီးတော့နော်ရေအဲ့ဒီမှာညုံတွေစီးဆင်းလာတာရွာထည့်ကုန်ပြီးတော့ကြီးကြီးပဲနော်အဲ့ဒီဟာလည်းဒီနေ့တတိမီဒီယာလောကမှာတော်တော်ကိုဝေဝေစာပေါ်ပြတဲ့ဗီဒီယိုဖိုင်တစ်ခုဖြစ်တယ်ဆိုတော့အဲ့ဒီရေနုံကိုင်းဟာဆိုလို့ရှိရင်ပေါက်ကျသွားတယ်ပေါက်ကျတဲ့အခါကျတော့ရွာထည့်ကုန်ပြီးတော့ကြီးကြီးစီးတာနော်ဒီမှာလူတွေကတော့ အသေးပြောင်းတော့တိတ်မရှိပုံပဲเนาะအဲ့ဒီသတင်းမီဒီယာတွေမှာကျွန်တော်တို့ဖော်ပြထားတာကိုကျွန်တော်တို့မတွေ့ရဘူးနောက်တစ်ခုကဒီနေ့သတင်းမီဒီယာမှာတော်တော်ကိုရေပန်းစားတဲ့ဗီဒီယိုလေးတစ်ခုရှိတယ်အဲ့ဒါက KNU ကစခန်းကြီးတစ်ခုကိုတင်ထားတယ်เนาะတင်ထားတယ်အဲ့ဒီစခန်းကလည်းတော်တော်ကိုကြီးတယ် ူတို့အခိုင်မှာတော်တော်လုံထတာဖြစ်တယ်ပြီလို့ရှိရင်တော့အဲ့ဒီစခန်းကိုတက်ဖို့ကတော်တော်ကိုတက်ယူရတယ်နော်ဒီကထက်တောင်းလာနေတော့မဟုတ်ဘူးအားဒါကိုတက်ပြီးတော့အဲ့ဒီစခန်းကိုတိုင်းတာဒီလက်နဲ့တပါတယ်ဆိုတော့တောင်းပုံရာပုံပဲနော်တောင်းပုံရာပုံပဲဆိုတော့အဲ့ဒီတိုက်ပွဲကလည်းတော်တော်ကိုဒီလူမှုကွန်ရက်ပေါ်မှာတော်တော်ကိုနာမည်ကြီးရဲ့ဒီဗီဒီယိုဖိုင်လေးတစ်ခုဖြစ်တယ်အဲ့ဒါကိုဒီနှစ်ခုပေါင်းပြီးတော့ကျွန်တော်ဒီ channel မှာကျွန်တော်တင်ထားပေးတယ်ဆိုတော့အဲ့ဒီဟာကိုသွားကြည့်လို့ရတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်ပြောချင်တယ်ဆိုတော့ဒီနေ့ March 17ရက်နေ့မှာတတိမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းတွေအားဒီကတော့ဒီလောက်ပဲဆိုတော့ anonima bias uncayam.